အဲကျွန်တော်ကရုပ်ရှင်ကားကြီးရိုက်ဖို့အဲကမ်းလှမ်းထားတာလေးရှိပါတယ်ဆိုတော့ကျွန်တော်တို့ prepare လေးလုပ်ပြီးွားရင်အဲကျွန်တော်ပြောပြပေးပါမယ်ဘယ်လိုကားမျိုးလေးဖြစ်မလဲဆိုတော့ ဘယ်သူတွေနဲ့ရိုက်မလဲဆိုတာလည်းပြောပြပေးပါမယ်ခင်ဗျာဟုတ်အန်စိန်သွေဘူးမိသားစုကြီးလည်းဒီထက်မကအောင်မြင်ပါစေကျွန်တော်တို့ကိုအခုလိုမျိုးအဲမြေတောင်မြောက်ပြီးတယ်ပြီးတော့ရုံုံကြီးကြီးနဲ့ကုန်ကြစိတ်ပေါင်းများစွာကုန်ကြခံပြီးတော့ရုံကြီးကြီးနဲ့ရိုက်ကူးထုတ်လုံပေးတဲ့တော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ရက်နဲ့ပြောပြရသေးခင်ဗျာဟုတ်အဲကျွန်တော်ရိုက်လုံးကတော့အလောက်ရင်မခုံဒီနေ့ကတော့ရင်ခုံတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ကကျွန်တော်ကိုအဲဒီမှာလာရောက်ကြည့်ပေးတဲ့ တငယ်ချင်းတွေမိတ်ဆွေတွေနဲ့လုပ်ငန်းရှင်တွေအားလုံးကအဆုံးဖြတ်ပေးမဲ့နေ့တနေ့ပေါ့နော်ဆိုတော့ကျွန်တော်ရိုက်လုံးအောင်တော့မှအဲ့လောက်ကြီးရင်ခုံမှုသိမ့်မရှိဘူးပေါ့နော်အခုက percentage ပိုများတယ်ဆိုတော့အရင်ရင်ခုံပါတယ်ခင်ဗျာဟုတ်ဒီနေ့လေးကဟုတ် အမေတို့ကိုကျွန်တော်တို့ကဥတီပြီးတော့စပြီးယူဖြစ်တာပါခင်ဗျာဒါကြောင့်မို့ဒီလိုမျိုးလေးလူဆုံလေးဖြစ်သွားတာပါအရွယ်ဆုံလေးပေါ့ဟုတ်ကျွန်တော်တို့ကလုံးဝအမှတ်တရပဲခင်ဗျာမိဘနဲ့ရိုက်တဲ့ခါမှာကျွန်တော်ပထမဆုံးကျွန်တော် preparation လုပ်တယ်စလုပ်တဲ့နေ့ကလေးကလေတာအမေကိုပြောတော့လူရာရှိရင်ပြောတော့ဆိုပြီးတော့တကယ်ကိုလေးဘာမှမနာမှမရှိပဲနဲ့လေလူငယ်တယောက်အစ်စ်တယောက်ကိုတွဲခေါ်ပေးတဲ့အမေကိုလေဒီနေရာနေကာတော့ပြပါတယ်အမေမှမဟုတ်ပါဘူးပါဝင်တဲ့အမှုမြရှင်တွေအကုန်လုံးဖြစ်ကြတော့မာကြီးအေးတောင်းလို့ကိုတဲလို့တီမိုလို့ပြီးတော့ကိုချန်လို့အကုန်လုံးပေါ့နော်မက်ဆီလို့ရောဖီတာလို့ချန်တက်စာလို့အကုန်လုံးပါကျွန်တော်အကုန်လုံးကျွန် တော်အပေါ်မှာအဲလိုချင်တဲ့အရာလေးတွေအကုန်လုံးရအောင်အကောင်းဆုံးစူးစမ်းပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဒီနေရာနေဟုတ်အဲကျွန်တော်တို့ preparation မှာတော့စကားတွေအများကြီးပြောဖြစ်တာပေါ့เนาะဆက်ဆက်နောက်နောက်ရည်ရည်မောမောပဲဒါပေမဲ့တကယ်တမ်းရတဲ့အခါမှာတော့မပြောနိုင်တော့ဘူးအဲလူချင်းနဲ့ movement လိုချင်တဲ့ item တွေကိုလိုချင်တာလေးတွေပြောပြတယ်အမားတို့ကလည်းအကောင်းဆုံးအတက်နိုင်ဆုံး fit လုံးဝလိုချင်တဲ့အတိုင်းလုပ်ပေးတယ်ဆိုတော့အများကြီးထွေထွေတော့မရှိဘူးဒါပေမဲ့အမှတ်တရတော့မာကြီးအီတောင်းနဲ့ကကျွန်တော်ဓာတ်ပုံဆရာဘဝမှာပထမဦးဆုံးရိုက်ခဲ့တဲ့အနုပညာရှင်ကမာကြီးအီတောင်းကျွန်တော်ကိုနေမင်းထွန်းနဲ့စပြီးတော့အရင်ဆုံးရိုက်ပေးရတာပေါ့နော်အမမပေါက်စီပေါ့အဲဆိုတော့ကျွန်တော်အခုလိုမျိုးအကြောင်ညာကြီးကိုရိုက်ကူးကွင်းရတဲ့ခါမှလည်းအမားနဲ့ရိုက်ကူးကွင်းရတဲ့တော့လည်းဝမ်းသာပါတယ်ကျေးဇူးတော်တင်ပါတယ်ဟုတ်အမဟုတ်လား ပြောဖြစ်တယ်ပြောဖြစ်တယ်ပြောဖြစ်တယ်ကျွန်တော်ကဘယ်ပွဲလို့ပဲပြောဖြစ်တာအမဘယ်နှစ်ခုနှစ်ဆိုတာကိုအမပြောပြန်ပြောနိုင်တယ်အမကျွန်တော်လေအမရန်ကုန်မှာလာဖွင့်နေအာ coast coast ကနေပြီးတော့ရန်ကုန်မှာလာဖွင့်နေမြန်မာနိုင်ငံမှာလာဖွင့်နေပထမဆုံးအာလာဖွင့်နေပွဲလေးကိုကျွန်တော်အမကိုပွတ်တက်ရိုက်ဖူးတယ်နော်လို့ပြောတော့မှသူကဘယ်နှစ်ခုနှစ်နော်ဆိုပြီးတော့မှ plan ပြန်ပြောနိုင်တယ်အမလေးဆိုတော့အမပုံပညာကောင်းတယ်ကျွန်တော်တို့ထက်ဟုတ်ဒါဘောဒါဘောဒါဘောခေါ်မယ်အမရဲ့အမှတ်ဉာဏ်အလုံနိုင်စွမ်းအားတွေကကျွန်တော်တို့ဘလို့မှလိုက်မမိပါဘူးဆိုတော့အမဒါကြောင့်မို့လို့အခုချိန်ထိအောင်မြင်နေတာပါဟုတ်အ ပထမဆုံးရိုက်လုံးကလည်းရင်ခုံရတယ်အမားပါမှဆိုလို့အခုရိုက်လုံးကလည်းရင်ခုံရတယ်အမားပါမှဆိုလို့ပါအဲ့ကြောင့်ဆိုကျွန်တော်တို့ရဲ့တဘာဝကြီးတဲ့အကူတွေအမားတွေအန်တီတွေနဲ့ရိုက်ကူရတယ်ဆိုတော့ကျွန်တော်ရဲ့လုံးလိုက်တဲ့အမားလေးပါအောင်ပါဆိုလို့ပေါ့နော်ဒါပေမဲ့အကုံလုံးကတော့အမားမပါပါဘူးလို့ပြောကြတာပေါ့နော်ကျွန်တော်ကတော့ကျေးဇူးလက်တင်ပါတယ်ဒါကြောင့်မလို့လဲဟုတ်အမားစိတ်ရှိတယ်သဘောကောင်းတယ်ကျွန်တော်တို့ကို welcome လုပ်တယ်ဆိုတော့ဘာလို့လဲမျိုးမဟုတ်ဘဲနဲ့ကိုကျွန်တော်တို့ကိုအဲ့လို okay အသားလေးပါလို့ကျင်တာလဲကိုထက်ပါလို့ကျင်တာလဲလူကျင်တဲ့အရာကိုရအောင် လုပ်ပေးတယ်ပြီးတော့မာကြီးဒါလီးဆိုရင်တော့ပို့လိုက်မယ်နော်ဆိုပြီးပြောလိုက်တော့ okay done ဆိုသူရအောင်လုပ်ပေးတယ်ဆိုတော့ကျွန်တော်တို့ကလည်းကျွန်တော်လူငယ်အရာအမြင်လေးတွေ item လေးတွေလူကျင်တာလေးရှိတယ်အမားတို့ကလည်းအမားတို့သဘာဝလူကျင်တဲ့ဟာလေးရှိတယ်အကျွန်တော်တို့ကအခုကနှုတ်နှစ်ဖက်ပေါင်းဆက်ပြီးတော့ရိုက်ထားတဲ့ဟာလေးတွေပါခင်ဗျာဟုတ်အဲကိုသိန်းနဲ့စပြုခဲ့တဲ့ကိုသိန်းကိုကျွန်တော်ကာရဝထားပါတယ်အခုလို့ကျွန်တော်ကိုနားလည်ပေးပါခွင့်လွှတ်ပေးပါအဲတင်တာတုံတင်လို့ရပါတယ်လို့ပြောထားပါတယ်အဲကျွန်တော်တို့ကကျွန်တော်လည်းအခုအခုမှရိုက်တဲ့ကျောင်းကျဒရိုက်တာတွေအခုတော့ကျွန်တော်တကယ်ကို senior ဝ ိုင်းရဲ့ driver ကြီးတွေဆိုတော့လေအလွဲမှလေးဖြစ်မှာဆိုလို့ဆိုအကူကရတယ်ကိုထက်ပေါ့ပေါ့ပေါ့ AC ပဲလောက်ပါကိုထက်လိုချင်တာလဲပြောပါနော်လို့ကျွန်တော်ပုံမလင်းလင်းအားလုံးတက်တက်မမင်းနဲ့လောက်ကြတာဆိုတော့အဆင်ပြေပါတယ်ကိုသည်လည်းရခုံးပေါ်မှာအရန်ကိုအလုပ်လုပ်လို့ကောင်းတဲ့ကိုထက်ဘာလိုချင်လဲပြောနော်ဒီလိုလားဟုတ်လိုလား तू အကုန်လုံးကျွန်တော်လိုချင်တဲ့အရာအကုန်လုံးလုပ်ပေးတယ်ခင်ဗျာဟုတ်ကိုသည်လည်းအဲကျွန်တော်ကအရုပ်ရှင်ကားကြီးရိုက်ဖို့အဲကန့်လန့်ထားတာလေးရှိပါတယ်ဆိုတော့ကျွန်တော်တို့ prepare လေးလုပ်ပြီးွားရင်အဲကျွန်တော်ပြောပြပေးပါမယ်ဘယ်လိုကားမျိုးလေးဖြစ်မလဲဆိုတော့ ဘယ်သူတွေနဲ့ရိုက်မလဲဆိုတာလည်းပြောပြပေးပါမယ်ခင်ဗျာဟုတ်အန်စိန်စွဲဘူးမိသားစုကြီးလည်းဒီထက်မကအောင်ပြန်ပါစေကျွန်တော်တို့ကိုအခုလိုမျိုးအမြေတော်မြောက်ပေးတယ်ပြီးတော့ရုံရုံကြည်ကြည်နဲ့ကုန်ကြစိတ်ပေါင်းများစွာအကုန်ကြခံပြီးတော့ရုံကြည်ကြည်နဲ့ရိုက်ကူးထုတ်လုံပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်လို့ဒီနေ့ရက်နဲ့ပြောပြရသေးခင်ဗျာဟုတ်